ဥအောင်တောင်နဲ့ဒိုင်းပြည်အန်တရယ်မန္တလေးတိုင်းတောင်သာမြို့မှာမွေးဖွားခဲ့တဲ့ဥအောင်တောင်ဟာမြမတက်မတော်မှာဝါရင့်အရာရှိကြီးတဦးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးယခုအခါတောင်သာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြည်တော်စုကြားခိုင်ဖွံ့ဖြိုးရေးပါတီရဲ့အမတ်တဦးဖြစ်လာပါတယ်မခင်ခင်ကြီးဆိုသူအမျိုးသမီးနဲ့အိမ်တော်ပြုပြီးမိုးအောင်နေအောင်ပြည်အောင်ခင်နုကြီးဖြိုးသူနန္ဒာအောင်နဲ့အေးမြတ်ပူအောင်ဆိုတဲ့သားသမီး6ယောက်ရှိပါတယ်ဥအောင်တောင်ဟာ စစ်ဆိုးရအာဏာကြီးထွားစဉ်အချိန်ကစပြီးစက်မှုဝန်ကြီးဖြစ်တာဝန်ယူကပြည်သူပိုင်ဆက်ယုံများအား2010ယူကောက်ပွဲမလုပ်ခင်လေးမှာသူအတွင်းရေးမှုအဖြစ်တာဝန်ယူတဲ့ကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီရန်မုံငွေဖြစ်လေးလံတင်ရောင်းချပြီးသူ့ရဲ့သားသမီးတွေနာမည်နဲ့ဖွင့်ထားတဲ့ကုမ္ပဏီတွေကနေပြီးကြန့်ခင်စေအောက်စေးများနဲ့ပြည်သူပိုင်ဆက်ယုံအလုပ်ယုံတဲ့မြေယာများကိုကောက်ကျစ်စွာသိမ်းယူခဲ့ပါတယ်မေလ30 2003ခုနှစ် ဒီပဲရင်မြို့နယ်စကိုင်းတိုင်းမှာ NLD အဖွဲ့ဝင်များနဲ့ဒေါအောင်ဆန်းစုကြည်အားလှုပ်ကြံတပ်ဖြတ်ရန်ကြံစည်မှုကိုဥဆောင်ခဲ့သူတဦးဖြစ်ထင်ရှားပါတယ်1990မှာဥအောင်ဆောင်းကပျော်ပွဲမြို့မှာအမေရိကန်နဲ့အင်္ဂလိပ်တွေကိုတွန်းလှန်မှုပြောခဲ့ပြီးဒေါအောင်ဆန်းစုကြည်ကိုကလမလို့ခေါ်ဆိုခဲ့သူတဦးလည်းဖြစ်ပါတယ်ဥအောင်ဆောင်းဟာအလွန်မင်းလဲဝဲသူ ဖြစ်ပြီးသူ့ရဲ့သားပြေအောင်ကိုဒုတိယဗိုလ်ချုပ်မှုကြီးမောင်ဝေရဲ့သမီးနန္ဒာအေးနဲ့လက်ဆက်စေကာ ရွှေလန်းငွေလန်းဖောက်ပြီးစစ်အာဏာရှင်တို့ရဲ့ယုံကြည်မှုကိုတိဆောက်ခဲ့သူတူလည်းဖြစ်ပါတယ်။သူ့ရဲ့ဥဆောင်မှုနဲ့စွာရှင်ဆိုသူများကိုအသက်သွင်းက2009ခုနှစ်ရွှေဟောင်ရုံတော်လန်ကြီးအားရုံမာရက်ဆက်စွာခြေမုန်းခဲ့သူတူလည်းဖြစ်ပါတယ်။မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်တောင်ကုန်းမြို့အကြမ်းဖက်တပ်ဖြတ်မှုစစ်တွေနဲ့ကြောက်ဖြူမျိုးများတိုက်ခိုက်မှုများနဲ့ပဋိပက္ခဖန်တီးမှုများရခိုင်မျိုးချစ်ပါတီ RNDP ကိုတုံးချကစနစ်တကျဘီဟာချလှုပ်ဆောင်ပြီး မိထီလာနဲ့တခြားမြို့များကိုပါပြတ်နှက်အောင်ဥဆောင်စီစဉ်ခဲ့သူတို့လည်းဖြစ်ပါတယ်။မြို့ပြလူမိုက်တပ်ဖွဲ့များကိုဖွဲ့စည်းခြင်းဖြင့်နောက်ပြောင်းလဲလာမဲ့စီးပွားရေးရှင်ပြိုင်မှုများမှာလက်ဦးမှုရရှိရန်ရည်ရွယ်ပြီးပြုလုပ်နေခြင်းဖြစ်ကြောင်းထင်ရှားပါတယ်။ဦးအောင်တောင်းဟာလက်ရှိကာလုံဖွဲ့မှာအလွန်အမင်းဩဇာသက်ရောက်သောအချံပေးဖြစ်ပြီးကာလုံဥက္ကဋ္ဌဦးသန်းရွှေနဲ့ယနေ့တိုင်မကြာခဏမနက်စာတူစားသုံးလေးရှိပြီးအလွန်ရင်းနှီးရသောလူယုံတော်တူလည်းဖြစ်ပါတယ် ဘာကြောင့်ဥအောင်တောင်းနေတဲ့ဒီပြဿနာတွေကိုဖန်တီးနေရပါသလဲ၁ပြုပြင်ပြောင်းလဲရေးဝါဒီများဖြစ်တဲ့ဥသိမ့်စိန်နဲ့ဥရွှေမန်းတို့ကိုပြည်သူလူထုရဲ့ယုံကြည်မှုကင်းမဲ့လာစေရန်နဲ့အနာဂတ်နိုင်ငံရေးမှာကျန်းဖို့ပါတီရဲ့အစိုးရဝါဒီများနေရာရရန်ပြုလုပ်ခြင်းကတကြောင်း၂ပြည်သူတို့ရဲ့ဘူတုဒ္ဒနေပါမှုကိုအသုံးချပြီးပြဿနာဖန်တီးတတ်သူထောင်အတွက်ဝိရဒုခောဝင်းနိုင်ဦးအားရှေ့တန်းတင်၍ဆွမ်းအားရှင်လူမိုက်များအစုစည်းကား တမျိုးဝင်တမျိုးထွက်မတိမငင်ဖြစ်အောင်ဖန်တီးခြင်းဖြင့်နိုင်ငံသားယင်းမျိုးနွယ်မှုများမလာတော့ပဲသူဤသားသမီးများပိုင်ဆိုင်သောရင်းနှံကုမ္ပဏီများတစ်ထုပ်လုပ်ရေးလုပ်ငန်းများစောက်လုပ်ရေးလုပ်ငန်းများဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းများအထည်ချုပ်လုပ်ငန်းများအများအနည်းတူရှင်ပြိုင်စရာမလိုတော့ပဲလဝကြီးဥက္ခာမြန်မာနိုင်ငံရဲ့စီးပွားရေးဂန္ဓအစွန်အားထိန်းချုပ်ရန်၎င်း၃တစ်ချက်ခုတ်၄ချက်ပြတ်ဆိုသလိုဒေါ်စုလည်းရစရာမရှိ သိမ့်စိန်တို့လည်းပြုတ်ကလာလည်းမွဲသေးတိုင်းပြည်လည်းဆင်းရဲပြီးသူ့မိသားစုအပါဝင်ဦးသန်းရွှေတို့မိသားစုနဲ့ဥပိုင်တို့ရဲ့အချိုးစည်းပွားအတွန်းရှည်တည်တဲ့ခိုင်မြဲရာအတွက်၎င်းရည်ရွယ်ခြင်းလို့သုံးသပ်လို့ရပါတယ်ဒီစီမံကိန်းတွေအကောင့်ထဲဖော်ရမှာတော့ဇေကဘာဥခင်ရွှေကပိုင်ရှင်လို့နာမည်ခံထားတဲ့မြရိတ်ညိုဟိုတယ်ရဲ့ပိုင်ရှင်အစ်စ်ရခင်ထောင်လဲရေးမှုဥခင်ညော့ပြီးတော့ထောင်တွက်ဝီရသူခေါ်ဝင်းနိုင်ဦးနဲ့ဦးအောင်ဆောင်ရဲ့မြို့ပြလူမိုက်တပ်ဖွဲ့ ဆွာရှင်တွေကစောင်ရွက်နေပါတယ်။ဥခင်ညုံကထောင်လိုင်းရင်းနဲ့ဗျူဟာမြောက်ဆက်သွယ်ရေးကွန်ရက်ကိုတီထောင်ပြီးအများဆုံး cell phone စနစ်ကိုမသုံးဘဲတပ်သုံး radio system ကိုလေလိုင်းအသစ်နဲ့ကွန်ရက်တစ်ခုကနောက်တစ်ခုကိုပြင်းပြန်စွာဆက်သွယ်ပြီးစီမံကိန်းကိုကွက်ကဲခဲ့ပါတယ်။အချို့သင်ကန်းကျုံအကြမ်းဖက်သမားတွေဟာတိုင်းရင်းသားဒေသများမှာစစ်တမ်းကြောင့်မိဘမဲ့ဖြစ်သွားရတဲ့ကလေးတွေကိုတတ်မတော်တဲ့အတင်းသွင်းကယခုမျိုးပြလူမိုက်အဖွဲ့မှာမြေစာပင်အဖြစ်အသုံးပြုနေခြင်းဖြစ်ပါတယ်။ မေဒီလာမှာမီးရှို့ခဲ့တဲ့တင်ကန်းကြုံတွေဟာဒေသခံမြန်မာတွေမဟုတ်ကြပဲတိုင်းရင်းသားစကားပြောတဲ့လူငယ်အစိုးရောက်များဖြစ်တာကိုလည်းထောက်လှမ်းသိရှိထားပါတယ်။ဒါကြောင့်ဒီဝီရသူခေါ်ဝင်းနိုင်ဦးခေါင်းဆောင်တဲ့669အကျန်းဖက်ဂိုင်းဟာဗုဒ္ဓဘာသာကိုင်ဆိုင်ပြီးမျိုးချစ်စိတ်ရှိတဲ့မြန်မာလူမျိုးတွေကိုခုတုံးလုပ်ပြီးသာသနာကိုဖျက်ခါတိုင်းပြည်ကိုမာဖီးယားအောင်တောင်းတဲ့အပေါင်းအပါတို့ရဲ့လက်အောက်သို့ချရောက်အောင်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ဒါကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီစနစ်ကိုသွားကျင်ရင်ဒီလိုရုံမာတဲ့တာသနာပြတ်ခရိုနီအောင်တောင်းတဲ့အပေါင်းအပါတွေကိုဖမ်းဆီးအရေးယူဒါမှမဟုတ်တိုက်ပြည်ကနှင်ထုတ်မှသာငြင်းချမ်းမြေဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။ဘောဘကိုဧပြီ13 2013ခုနှစ်